အရန်ကောင်းတဲ့စာသားလေးတွေပါပန်းနိုင်ကိုရောက်ဖို့အတွက်လဲလူတွေရဲ့မျက်လုံးကိုမကြည့်ပါနဲ့ကိုလန်းကိုသာကြည့်ပါအောင်မြင်မှုတွေရောက်ဖို့အတွက်လဲလူတွေရဲ့စကားကိုနားထောင်မနေပါနဲ့ကိုဆုံးဖြတ်ချက်ကိုသာခိုင်ခိုင်မာမာချပါဘဝတလန်းအတွက်လူတွေရဲ့အပြုမှုတွေကိုဘယူးမဆိုင်ပါနဲ့ကိုလုံးတင်တာကိုရရဲ့ဝင်းဝင်းလုပ်ပါစကားများများပြောမိရင်ယူနေလားလို့အထင်ခံရလိမ့်စကားပြန်မပြောရင်လည်းမာနာကြီးတယ်လို့အထင်ခံရလိမ့်အမြဲတမ်းပြုံးနေရင်ပေါ်တော်တော်လို့အထင်ခံရလိမ့်တီတီကြီးကြီးနေမိရင်လည်းဘဝင်မြင့်တယ်လို့အထင်ခံရလိမ့်မယ် ကိုဘဝကိုကိုယ်တိုင်သိနေတာပဲလို့သူတပောင်းကိုမထိခိုက်ဖဲနဲ့ကိုအစဉ်ပြေသလိုနေဆိုင်တတ်ဖို့အရေးကြီးတာပဲသူတပောင်းလဲကြနေရင်စေတနာတန်တန်နဲ့ကိုတက်နိုင်တယ်လို့ဆွဲထုတ်ပေးလိုက်ပါကိုလဲကြနေရင်တော့ကိုယ်တိုင်ပဲပြန်ထနိုင်အောင်ကြိုးစားပါဘာကြောင့်လဲဆိုတော့ကိုတို့စိတ်ဓာတ်မျိုးကသူတပောင်းစီမှာရှိကျင်မှာရှိမှာလေမနေ့ကဆိုတာအိတ်တစ်ခုပါမနက်ဖြန်ဆိုတာအိမ်မက်တစ်ခုပါဒီနေ့တာလင်းဘဝတစ်ခုလေဘဝဆိုတာပျော်လဲတနေ့မပျော်လဲတနေ့ပဲအကောင်းဆုံးဖြစ်အောင်ဘလို့ဖြတ်တန်းရမလဲဆိုတဲ့အပေါ်မှာ အဲ့ဒါလည်းကို့အပေါ်မှာပဲမူတည်တယ်။အယူသားဆုံးလူတယောက်မဖြစ်သေးရင်တော့မှကို့ကိုကိုမလိမ်မိစေနဲ့။ယုံကြည်မှုမပြတ်စေနဲ့။ကို့အတွက်ယုံကြည်ရဆုံးဟာကို့တယောက်ထဲပဲရှိပါတယ်။